ျွန်တော်ရဲ့မရှိများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အထီးကိနှလုံးနှီးနှမျိုးကိုပြန်လည်ပြတော့မှာဖြစ်ပါတယ်ဗောနောနှီးနံပါတ်3နဲ့နှီးနံပါတ်2ဖြစ်ပါတယ်နှီးအတစ်တွေပဲဖြစ်ပါတယ်ဗောနော95ရယ်93ရယ်မှာကျွန်တော်တို့339ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ339ဗောနောဒါကြောင့်အဲ့မှာတော့9 9ရယ်ဒီဖက်မှာ9ရယ်3ရယ်339ဖြစ်ပါတယ် နောက်ထပ်2893ရယ်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်2893မှာ339ကိုပြီးတော့35နေဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်အဲ့မှာ2ရယ်ဒီဘက်က3ရယ်ဒီ35နေဖြစ်ပါတယ်ခင်ဗျာ35နေပြီးတော့နောက်ထပ်တစ်ချိန်မှာ39နေဆိုပြီးဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်ပါဆိုရင်2ရယ်ဒီဘက်က3ရယ်9ရယ်ဒီ39နေဆိုပြီးဖြစ်ပါတယ်နောက်ထပ်6နှစ်ရ7နှစ်ရဆိုပြီးရတယ်ပေါ့နော်နှစ်တလုံးတော့တူတယ်39နှစ်ပြီးတော့နောက်ထပ်တစ်ချိန်မှာ နေလေး6ဆိုပြီးဖြစ်ပါရခင်ဗျာဒါကြောင့်မို့ကျွန်တော်ဒီမှာနေ6နေဆိုပြီးတော့နေလေး6ဖြစ်ပါတယ်လဲ3ည93ဒီမှာတော့ကနေမတူဘူးပေါ့နော်နေလေး6ပြီးတော့3နေလေးဖြစ်ပါတယ်ဒါကြောင့်မို့ဒီဘက်က၄ဒီဘက်က3ရဲ့3နေလေးဆိုပြီးဖြစ်ပါတယ်နေ6 4 6 6တလုံးတော့တူရခင်ဗျာ3နေလေးပြီးတော့6 9နေဆိုပြီးဖြစ်ပါတယ်ပေါ့နော်ရှင်းကားနေတာကြောင့်မို့ဒီဘက်ကနေရရှိရပါတော့ဒီဘက်က ရှေ့ရဆိုပြီးတော့ရှင်းကားနေစမှာဖြစ်ပါတယ်။ငါးတိလေးရှေ့ခဏတော့မတူဘူးပေါ့နော်ရှင်းကားနေပြီးတော့ရှေ့ဆောင်ကားဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့ဒီမှာဆိုရင်ခြေရဒီဘက်ကငါးရဒီရှေ့ဆောင်ကားဆိုပြီးဖြစ်ပါတယ်။ရှေ့ဆောင်ကားပြီးတော့3 5 6ဆိုပြီးဖြစ်တယ်ပေါ့နော်။3 5 6ဒါကြောင့်မို့ဒီဘက်က6ရဒီဘက်က3ရဒီ3 5 6ဆိုပြီးဖြစ်ပါတယ်။6နှစ်နှစ်6အတူတူပဲဖြစ်နေတယ်ပေါ့နော်။3 5 6ပြီးတော့6 play 6ဆိုပြီးဖြစ်ပါတယ်။ဒါကြောင့်မို့ဒီဘက်က6ရဲ့ဒီဘက်က6ရဲ့6 play 6ဆိုပြီးဖြစ်ပါတယ်။7 play 59ကနဲမတူဘူးပေါ့နော်။6 play 6ပြီးတော့9ခွန်8ဖြစ်ပါတယ်။9ခွန်8ဆိုတော့ဒီဘက်က8ရဲ့ဒီဘက်က9ရဲ့ပေါ့နော်။9ခွန်8ဖြစ်ပါတယ်။3959 9တလုံးတော့တူတယ်ပေါ့နော်9ခွန်ရှိပြီးတော့696ဖြစ်ပါတယ်ခင်ဗျာ696ဒါကြောင့်မို့ဒီမှာဆိုရင်9လုံးပဲအနေနဲ့အလဲထိုင်နေရာက ဖြစ်တယ်ပေါ့နော် ဒီမှာရှင်ဒီအနောက်ကတလုံးတောက်လျှောက်ဖြစ်ပါတယ်ဗောနော်ရှောက်ကိုရှောက်ပြီးတော့၈၉၈ဆိုပြီးဖြစ်ပါတယ်ရှေ၉၈၈အဲ့ဒီမှာတော့ကျွန်တော်တို့ဒီဖက်က၈ရက်ဒီဖက်က၉ရက်၈၉၈ဒီမှာသူကအလုံးပိန်တလုံးတောက်လျှောက်ဆိုပေမဲ့ဒီဒီနေရာမှာရောက်တော့သူကရှေ့တလုံးဖြစ်သွားတယ်ဗောနော်โอเคဒါလေးကိုကျွန်တော်မိတ်ဆွေများအထောက်အကူရအောင်ဗောနော်တနည်းနဲ့တော့ကျွန်တော်ပြန်လည်မြောက်တော့မှာဖြစ်ပါတယ်ဝေဒါရှင်ရေဆုံးနံပါတ်2နံပါတ်3ကိုစာပြီးတော့နေလာကြအောင်ဗောနော် ။ Okay ဒါလေးကတော့ကျွန်တော်နေ့နံပါတ်၁ဖြစ်ပါတယ်။ကျွန်တော်ဒီ6800နဲ့6900တပင်ကိုလေ့လာကြည့်မယ်ပေါ့နော်။ဒီမှာ3ပင်3ပင်ဘာလို့ပြပြီးတလဲဆိုတော့ကျွန်တော်ပြန်စစ်တဲ့တဘောပေါ့နော်။ဒီဒီလိုလေးတက်တာဟုတ်မဟုတ်ကျွန်တော်ပြန်စစ်တဲ့တဘောအနေနဲ့အဲဒီ3ပင်အထိကျွန်တော်တပြထားချင်းဖြစ်ပါတယ်ပေါ့နော်။ကျတော့ဒီ9နှစ်ကြိမ်ပေါင်းတာက78ဖြစ်ပါတယ်83ကြိမ်ပေါင်းရှင်း20နဲ့ခွန်ခွန်ပေါင်းရှင်း74တခါတလေကြာရင်ဘောနော်ကျွန်တော်ကဒီဟာလေးကြံနေတတ်တယ်ဘောနော် ဒါကြောင့်မို့ကျွန်တော်တို့ပို့ပြီးတော့ဒေရှာသွားအောင်ပေါ့နော်ဒီလိုလေး၃ပင်ဆက်သိပြပြရှင်းဖြစ်ပါတယ်โอเคคน73ချိန်74 004ပေါ့เนาะရှင်းနေ4ပေါ့နာက7ဖြစ်ပါတယ်9နဲ့3ပေါ့နာက8ပေါ့เนาะ95 30 23ချိန်ပေါင်းရှင်း6ကိုနောက်มาရှိတယ်တင်းနဲ့ထပ်ပေါ့มาဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့အဲ့မှာ2နဲ့8နဲ့ပေါင်းရှင်း30 4နဲ့6ပေါင်းရှင်း30ဖြစ်ပါတယ်ရှင်းနေ4ပေါ့နာ7 2နဲ့3ပေါင်းရှင်း ။ဒါဆိုရင်အဲ့ဒီ၃ကို6နဲ့ထပ်ပေါင်းတော့9 3ကိုမှဆိုရင်6 6ဆိုပြီးတော့ဒီ9ဒီအလဲဖြစ်ပါတယ်။ပြန်ကြည့်အောင်ပါနော်။ဒါဆိုရင်3ကိုမှ6 6ဖြစ်ပါတယ်။ဆက်ပြီးတော့ဒီ8လေးဆိုတာလေးဆက်ကြည့်အောင်ပါနော်။အဲဆိုရင်ကျွန်တော်ဒီ9ကိုနှစ်ချိန်ဆွဲအတွက်6မှနှစ်ချိန်6ကို3ချိန်6တစ်ချိန်စီ9ငါတစ်ချိန်ငါ3တစ်ချိန်ဒီ1ကိုကြာမှာ9နဲ့မြောက်မယ်8ကို3နဲ့မြောက်ပြီး9မှတစ်ချိန်အပေါင်း10ဆွဲပြီးဖြစ်ပါတယ်ဗောနော် 6နှစ်ကြိမ်7နှစ်63ကြိမ်က78 6နှစ်3ပေါင်းတာခွ95ပေါင်းတာက74ပေါ့နော်93ပေါင်း108 3 9ကြိမ်က73ကြိမ်24ကိုနောက်မှရှိတဲ့9နှစ်3ပေါင်းတာလိုက်တာ30ဖြစ်ပါတယ်ပေါ့နော်နေ့ရှိ30ဖြစ်ပါတယ်ခင်ဗျာနေ့နဲ့ရှိပေါင်း30ပေါ့နော်နောက်ထပ်ကျွန်တော်ဒီခွန်နဲ့၄ပေါင်းတာ7ပေါ့နော်တင်းနဲ့၅ပေါင်းရှင်းက6၄နဲ့ပေါင်း30ဒီမှာ၈တလုံးကြံလေပေါ့နော်ဒါဆိုရင်၈ကိုလည်း ဘောကလူမျိုးပဲ6နဲ့ထပ်ပေါင်းတော့400တယ်ပေါ့နော်14ကီးမှာ198ဆိုတဲ့အတွက်ဒီ10ဒီကျွန်တော်ထိတ်စီးနဲ့အပိမ်မှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်14မှာဒီမှာပေါ့နော်14မှာ198ဆိုပြီးဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီဟာလေးကိုဆက်ကြည့်အောင်ပေါ့နော်ဒီ6နဲ့ချိန်ပေါင်းတဲ့အတွက်10မှာနဲ့ချိန်ပေါင်းတယ်ပေါ့နော်3ချိန်2ချိန်စီတကြိမ်စီဟိုတကြိမ်စီပေါ့နော်သူ့ကို9နှစ်မြောက်မှာဖြစ်ပါတယ်သူ့ကိုကြတော့3နှစ်မြောက်မှာပေါ့နော်ပြီးရင်တက်မှာတကြိမ်အပေါင်းတက်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ။တမချစ်က3395လေ50ဖြစ်ပါတယ်ဗောနော်။ရှစ်ခွန်ပေါင်းတာ15လေးနဲ့လေးပေါင်းတာ6သုံးနဲ့နှစ်ပေါင်းတာက95540တ3ချိန်3ဗောနော်။ဒီ3နဲ့3ပေါင်းတာက2ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။အစွင်း၃နဲ့2ပေါင်းက9နဲ့ပေါင်းတာ10 9နဲ့10ပေါင်းတော့73ရာတွေအတွက်ဒါလာလေး3ကိုလေး6နဲ့ပေါင်းတော့9 39ကိရာမှာဖြစ်ပါတယ်ခင်ဗျာ။ ါဆိုရင်ကျွန်တော်ဒီနေ့အရာ3ခုဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3ရယ်9ရယ်ပေါ့နော်โอเคဆက်ပြီးတော့ကျွန်တော်ဒီနေ့နံပါတ်2ကိုလည်းဆက်ကြည့်အောင်လားခင်ဗျာโอเคဒါလေးကတော့ကျွန်တော်နေ့နံပါတ်2ဖြစ်ပါတယ်ပေါ့နော်ဒီနေ့နံပါတ်2မှာတော့ရှင်းနဲ့ခွန်ပေါင်းရှင်းက15ဖြစ်ပါတယ်63ကြိမ်က18 9နဲ့ကြိမ်က18ဆိုတော့ရှင်းနဲ့ကြိမ်ပေါင်းတာ16ဖြစ်ပါတယ်ခွန်ခွန်ပေါင်းရှင်းက14ဒီမှာ3ကတစ်ကြိမ်ဖြစ်ပါတယ် ဒီနေ့နှစ်ကြိမ်ပေါင်းရှင်းရတဲ့8940တုံညပါနော်6နှစ်ကြိမ်ဆက်နှစ်ကိုဒီနောက်မှာရှိတဲ့လေးနဲ့ထပ်ထင်ပေါင်းမှာဖြစ်ပါတယ်ပေါ့နော်လေးနဲ့လေးပေါင်းတာ8နှစ်နဲ့ပေါင်းရင်10ဖြစ်ပါတယ်6နဲ့လေးပေါင်းတာ10ဒီ9နဲ့ဒီ3နဲ့ပေါင်းတော့ပေါင်းရှင်းရှိရတယ်ပေါ့နော်အဲ့ဒီမှာတော့8ကို4နဲ့ပေါင်းမှာဖြစ်ပါတယ်8နဲ့လေးပေါင်းတာ10နှစ်8နှစ်မှာဆိုရင် sorry sorry ကျွန်တော်အဲ့ဒီမှာတစ်ချိန်မပေါ့ဘောနော်ဒီ၃ညမှာတစ်ချိန်မပေါ့ဘူးဒီကဒီခုနှစ်မှာနှစ်ချိန်ပေါင်းတာဖြစ်တယ်ဘောနော်ဒါကူမှာဒါဆိုရင်ခုနှစ်မှာနှစ်ချိန်ပေါင်းတာဖြစ်ပါတယ်ထပ်ပေါင်းကြည့်အောင်ဘောနော်ဒါဆိုရင်ကျွန်တော်ဒီ၈ကတစ်ချိန်ဖြစ်ပါတယ်ခုနှစ်ချိန်ပေါင်း၁၄ဘောနော်၆၃ချိန်သာ၁၈ခုနှစ်ချိန်၁၈ခွန်ခွန်က၁၄ဖြစ်ပါတယ်နောက်ထပ်၃ကတစ်ချိန်နှစ်နှစ်ချိန်ဟာ၄ဘောနော်၈၅လီဟာ40နှစ်နှစ်၆နှစ်ချိန်၁၂ကို၄နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီမှာ ရှင်းနဲ့ချိန်16လေးနဲ့ပေါင်းရင်30ဖြစ်ပါတယ်ဗောနော်20ပြီးရင်ဒီရှင်းရဒီနေ့ရပေါင်းရှင်းက30ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်၄3ချိန်ဟာ7နှစ်ဗောနော်နေ့နဲ့3ပေါင်းရှင်း5ရလာတဲ့5ခုကြာမှာကျွန်တော်၄နဲ့ပေါင်းတော့9 9ကိုမှာ6ကို6ဆိုပြီးတော့9ကအလဲဖြစ်ပါတယ်ဗောနော်ဆိုတော့ကျွန်တော်ဒီမှာ9ကိုမှာ6ကို6ဆိုပြီးဖြစ်ပါတယ်နောက်ပြီးတော့ဒီ9 3ဆိုတာလေးကိုဆက်ကြည့်အောင်ဗောနော်ဒါကြောင့်မို့ကျွန်တော်ဒီ ထပ်ပြပြီးရှင်းဖြစ်ပါတယ်ဗောနော်ဒီတပင်စစ်တဲ့ဒီတပင်မှာပြန်စစ်တယ်ဗောနော်ဆိုတော့ဒီမှာအဲ၃ညမှာတစ်ကြိမ်၅မှာနှစ်ကြိမ်2 3ကြိမ်ဖြစ်ပါတယ်ဒီ6မှာနှစ်ကြိမ်6နဲ့3နဲ့မှာတစ်ကြိမ်စီ5မှာတစ်ကြိမ်ဗောနော်7မှာနှစ်ကြိမ်ဒီ6ကို5နဲ့မြောက်ပြီးတော့ဒီ၄မှာနှစ်ကြိမ်အပေါင်း၄ဆိုပြီးဖြစ်မယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်9နှစ်ကြိမ်ပေါင်းရှင်း30ဗောနော်9 3ကြိမ်20နဲ့ခွန်6နှစ်ကြိမ်က7ဖြစ်ပါတယ်6နှစ်3ပေါင်းတာခွန် ငါးကတကြိမ်ရှစ်နှစ်ကြိမ်၁၆ရှင်ကားလီ၄၀လေးနှစ်ကြိမ်ရှစ်နောက်မှရှိတဲ့လေးနဲ့ထပ်ပေါင်းပါဖို့ဖြစ်ပါရခင်ဗျာ၆နဲ့လေးပေါင်းရှင်းက၁၀ဖြစ်ပါတယ်နောက်ထပ်ဒီရှစ်ရဒီနှစ်ရပေါင်း၁၀ပေါ့နော်9နဲ့9ပေါင်း၁၄လေးနဲ့9ပေါင်း9ဆိုတဲ့အတွက်ကိုလေးနဲ့ပေါင်းတော့73 9 3ပါဆိုရင်69 80ဆိုပြီးဖြစ်ပါတယ်ပေါ့နော်ဒီကိုကအလေဖြစ်ပါတယ်အားကြောင့်မို့ဒီမှာ9 3မှာ69 80ဆိုပြီးဖြစ်ပါတယ် အဆွေတင်တော့ဒီတပတ်အတွက်ပါနော်တင်တုံးညမှာဆိုတဲ့အတွက်ဒီတုံးမှာလေးမှနှကြိမ်ဒီငါ့ကိုသုံးကြိမ်ပါနော်ပြီးရင်ဒီထိတ်စီမှနှကြိမ်ရှစ်ခွမှနှကြိမ်စီကိုမှနှကြိမ်နှကြိမ်အမြောက်ငါတကြိမ် sorry ဒီမှာမပါဘူးပေါ့နော်ဒီ6မှနှကြိမ်အပေါင်းလေးဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်3ဟာတကြိမ်ပေါ့နော်လေးနှကြိမ်ပေါင်းတာ8ငါ3ကြိမ်15 8916ဖြစ်ပါတယ်8915ပေါ့နော်ပြီးရင်9နဲ့ထပ်ပေါင်းမယ်ဒီမှာကျတော့1နဲ့ချိန်နဲ့သင်5ချိန်5ပေါ့နော်ပြီးရင်6နဲ့ချိန်က7ကို6နဲ့ထပ်ပေါင်းมาဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီမှာ9နဲ့9ပေါင်းရှင်းက30ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီ3နဲ့8ပေါင်းတာ71 9နဲ့ပေါင်းရင်30ဖြစ်ပါတယ်ဒီမှာကျတော့6ရဲ့2ရဲ့8 8နဲ့2ပေါင်း30 9နဲ့4ပေါင်းတော့9ဆိုတဲ့အတွက် ရတာဒီကိုလေးနဲ့ထပ်ပေါင်းတော့3ဆိုတဲ့အတွက်ကျွန်တော်9 3ကင်းရမယ်ပေါ့နော်။ဒါဒီမှာ7နှစ်မှာဒီ7နှစ်မဟုတ်ဘူးပေါ့နော်။ဒီတစ်ခုမဟုတ်ဘူး။ဒီ9ကိုမှာ6 9 6 9 3မှာ8 9 8 9 3ဆိုပြီးထပ်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီဘက်မှာ3 9 9 3ဆိုပြီးတူနေတာဖြစ်ပါတယ်ခင်ဗျာ3 9 9 3ကီးပေါ့နော်โอเคဒါကကျွန်တော်တင်ရှာနေရမရှင်များလေးလာလို့ရအောင်ပေါ့နော် ်တနည်းတည်အောင်ပြန်လည်မြောက်ပြရှင်းတာဖြစ်ပါတယ်ဒီ3993ဒီကျွန်တော်တင်ရှေ့မှာလည်းပါတယ်ဗောနော်အာလေးတုံညာကြီးမှာတုံညာဒီခွန်တုံညာတုံညာအနည်းရတော့မတူဘူးဗောနော်3098965636ခွန်အနည်းတောက်လျှောက်ဖြစ်ပါတယ်2မှာ396မှာတစ်ချိန်ပြတ်ပြီးတော့အဲကျွန်တော်ဒီမှာလေး OK တယ်ဗောနော်ဒီတစ်ပတ်မှာပြီးခဲ့တဲ့တစ်ပတ်3998969အလေးဗောနော်ဒီတစ်ပတ်မှာလေး3939ဖြစ်ပါတယ်ကနန်းရှိရတာရှင်းတူတယ်ဗောနော်ဒီမှာလေး3993 ီမှာလည်း39ဆိုပြီးဖြစ်ပါတယ်။ Okay ကျွန်တော်စောင့်ကြည့်အောင်ဖြစ်ပါတယ်ပေါ့နော်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။